ညီမဆိုညီမရိုက်ခဲ့တဲ့ကားတိုင်းညီမခေါင်းဆောင်မဟုတ်ဘူးလေ။ဒါပေမဲ့ပြည့်တဲ့ရင်ထဲမှာညီမအမြင်ရှိတယ်။ဘာလို့ဆိုတော့ညီမ character ကိုပဲညီမစူးစမ်းခဲ့တဲ့သူဆိုတော့အဲ့တော့ညီမက character ပဲဖန်တီးကျင်တယ်။ဘာလို့ဆိုတော့ခေါင်းဆောင်မင်းသမီးမင်းသားဆိုရင်လေဒီနေရာဆိုဒီနေရာပဲမြင်တော့တာကွာ။ခေါင်းဆောင်မင်းသမီးကဘာမှဗန်းမလုပ်ချင်ဘူး။ဘာလို့ဆိုတော့သူတို့လူမုံမှာဆိုလို့သူတို့လူပဲချစ်ခံနေလား။အဲ့တော့ဘာဖြစ်လဲဆိုတော့ညီမတို့ကကြတော့ character သမားတွေဖြစ်တဲ့အတွက်လူမုံတော့ဘေးမဆိုင်ဘူး။ညီမတို့ character ပေါက်နေရမှာပဲအတွေးရှိတာဆိုတော့ အဲ့လိုခေါင်းဆောင်ရပါတော့မမှန်ဘူးဒါပေမဲ့တေးဥဆောင်ကောင်းတယောက်တော့ဖြစ်ချင်တယ်ညီမဒီ MRT ဖုန်းမှာစလုပ်သေးဟောကညီမ van character နဲ့ပဲစဖောက်ခဲ့ရတာလေအဲ့တော့လည်းရိုက်ရတယ်အဲ့လိုကန်ကန်ကြီးကျိုးဆိုလဲ van ပဲဘယ်ကားမဆို van ပဲတစ်ချိန်လုံးကို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 နဲ့အဲ့လိုဟောသူများရဲ့ရေးစားကိုကြောင်းတောင်းနှိုက်ရတဲ့အဲ့လို character မျိုးအပြင်မှာကျတော့အဲ့လိုမဟုတ်ပဲဘာလို့အဲ့လိုနေရတယ်ပဲကိုကိုထည့်လဲတော့ကျမလည်းမသိဘူး အရန်ထူးဆန်းလို့ကွာတိလားအပြင်မှာဆိုရင်အရန်ချစ်တတ်တဲ့မင်းကလေးကွာအေးမမင်းနဲ့မင်းနဲ့တမီးအဲ့လိုမျိုးဆိုစိတ်မကောင်းဘူးသူတချို့တရုတ်ဆောင်တဲ့ဟာလေးတွေဆိုညီမကွန်မန့်တွေတော်တော်များများတော့ဖတ်ပေးပြတယ်အခုဆိုဒီမီဒီယာတွေကလည်းအင်တာဗျူးတယ်ဆိုလည်းအဲ့လိုကွန်မန့်လေးတွေဖတ်ပြတယ်အဲ့လိုတချို့ဆိုရင်ကွာအဲ့လိုကိုယ်ပြန်ပြောထားတာလေးတွေလည်းရှိတယ်ဒါမဲ့ညီမလေကိုယ်အကောင်ပြောတာရောမကောင်ပြောတာလည်းညီမသဘောကျတယ် ဆိုတော့မကောင်းပြောတဲ့အခါကျရင်လည်းအော်ငါအဲ့ဘောငါသူပြောသလိုများဖြစ်နေလားပေါ့ကိုကိုကိုပြန်ပြီးဝေဖန်တုံးတတ်တာလေအကောင်းပြောတဲ့သူတွေဆိုလည်းအဲ့တိုင်းပဲအော်ဘာပဲပြောငါရဲ့ပုံစံလေးကိုပဲသဘောကျကြတယ်အဲ့လိုမျိုးပေါ့ခင်မုံမွေလို့ပြောအငယ်သားလေးပြောတော့လေဟုတ်တယ်လေတီမုံကလည်းတစ်ချိန်တော့အဲ့လိုမျိုးဗန်နေပြီးပဲလုပ်ခဲ့ရလေကျမလည်းဗန်မှာလူပညာလုပ်လုပ်တဲ့15နှစ်မှာကာရိုက်တာပြောင်းလာဆိုလို့နှစ်ခါလားသုံးခါလားမသိဘူးရှိတယ်ဂျီယောသူနဲ့ ဟွာရဲ့ဂျီရောသူရဲ့စပြောင်တက်ဂရိတ်ရဲ့ခင်မင်းတန်းရဲ့အဲ့သုံးကားပဲရှိတယ်အဲ့ဒီအရှိတောက်လျှောက်ကဗန်နေပြီးပဲလောက်လာဗန်နေပြီးပဲ၅ကားလောက်ရှိတယ်ပရိသတ်ကကိုယ်မြင်လာတဲ့သူတော့လာပြီးဟဲ့ဘယ်လာလာလဲတော့မသိဘူးသူတော့လာပြီးဟာဒီကောင်မပိုင်ရင်တော့ဘာလုပ်တော့မလဲမသိဘူးဆိုတဲ့ပုံစံနေလာတာလေအဲ့လိုမျိုးအခုလဲမဗန်တကားထက်လာအောင်မှာအခုဒီကြားထဲမှာပေါ့နော်ဟိုမဟာရိုက်မယ်ချမ်းပြေးစေချောင်းဆိုတဲ့ဇာကားလေးရှိတယ်ပေါ့နော်အဲ့ဇာကားဇာကားလေးကအဲ့လိုလုံးဝမိသားစုအိမ်တွင်း ပြဿနာတွေအများကြီးပဲပေါ့နော်အဲအဲ့လိုဇက်ကလေးပေါ့မိသားစုကလေးအမှလည်းအဲ့လိုဗန်မယ်ဗန်အောင်မှအရင်ဆရာထားကြတဲ့ဆရာမကြီးတယောက်နေနေပေါ့အဲတီတီရဲ့အပြစ်မှာအရင်ခင်မို့လဲကောင်းတယ်ချစ်ဖို့လဲကောင်းတယ်ဒါတီမိုတို့ပြီးသွားရင်တီဝါတို့ဆိုရင်အများနဲ့လေတင်လဲတင်မိတယ်တိလာညမဆိုရင်အဖျောင်းတက်ခရိတ်ရိုက်တော့ဆိုတီမိုနဲ့လဲဆုံတယ်တီဝါနဲ့လဲဆုံတယ်တခါလေကျညမကွာအဲ့လိုတောက်ချောင်ငိုနေရတဲ့ခါကျမျက်ရည်မထွက်တော့ဘူးမထွက်တဲ့အချိန်ကျအဲ့လိုတီဝါတို့ဆိုရင်လေတမေးဘလို့အဲ့လိုစိတ် အစိတ်နှစ်ပေးရပါဘောနော်အစိတ်ထဲမှာဘလို့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 အဲ့လိုပြောလာမျက်ရည်လည်းထထွက်လာပြန်အောင်အာတီတီမို့ဆိုရင်လည်းသမီးငိုဘူးတွက်ကြအရင်ကြီးဟိုကမဖြစ်နဲ့တိတ်လားဘလို့ဘလို့လေးလို့ဘလို့ဆိုတော့သူတို့စီကနေတော့ပညာတွေရတယ်တီမျိုးမျိုးခိုင်ဆိုလည်းတီမျိုးမျိုးခိုင်ကလည်းရမ်းချဖို့ကောင်းတယ်သူကသူကလည်းအောက်ချစ်တဲ့သူဆိုတော့လေအဲ့လိုအိုက်ပင်တရားမှာရှိပြီဆိုရင်လည်းသူနဲ့အဲ့လိုခွေးခွေးစာလေးတွေလိုက်တွေးကြတာလေအဲ့လိုမျိုးလေးတွေဆိုတော့အရန်ခိမို့လည်းကောင်းတယ် Facebook မှာတော့တင်ထားတယ်လေခိမို့မွေနဲ့ Academy ရမှာ ။ဟာမဖြစ်ချင်ပါဘူး။တီမိုလိုမျိုးလေး။အဲ့နော်တကြီးမတကြီးမခေါင်းဆောင်မင်းသမီးဖြစ်သွားတာကျွန်မလည်းအဲ့လိုပေါ့တီမို့လိုပဲစောင့်လိုက်အောင်ပါခေါင်းဆောင်ဖြစ်ဖို့ဆိုတာအထက်ကွာကိုယ့်ရဲ့ character ကိုယ့်ဒီနေရာ character တခုပေးလိုက်ပြီဆိုအဲ့ဒီ character မှာပြိတ္တကငါ့ကိုသဘောကျအောင်ဥမာညီမ van ဆိုရင်လည်းငါရုံမာတာကိုသူတို့ကဆဲနေရမယ်ဒါကဟိုသူတို့ဆဲမှလည်းဇက်ကပေါက်တာလေအဲ့လိုဆိုတော့ကို့ van နေရာပေးလေ ငါကတော့ဒီလိုဖြစ်နေရမယ်အဲ့ဒါပဲရှိတယ်ခေါင်းဆောင်ဖြစ်မှရယ်မဖြစ်မှရယ်ပေါ့နော်အဲ့လိုမျိုးမရှိဘူးကွာကိုမမဟုတ်ဘူးအဲ့လိုတစ်ခါလေကြာလေကိုမကြုံခဲ့ရတာရှိတယ်တချို့ဆိုလဲအဲ့လိုခေါင်းဆောင်ဖြစ်သွားတော့ခြေသွားတာတွေသိလားဟာကိုတောင်ပေါင်းသိမ်းမလုပ်တော့တာတွေဟာဘာဖြစ်လို့လဲပေါ့ညီမတို့ဆိုလဲကွာခေါင်းဆောင်ညီမအဖေအောင်တက်ကရမှာခေါင်းဆောင်ဖြစ်တယ်ဆိုပေမဲ့ညီမကခေါင်းဆောင်မဟုတ်ဘူးတကယ်ဆရာမနဲ့ចောင်းသား9ယောက်လေသိလားအဲ့လိုဖြစ်နေရဖြစ်တဲ့အတွက် ဟိုနာမည်လေးသာထိတ်မှတက်သွားပြီမဲ့ character ကစူးစားရတာအကုန်စူးစားရတာလူတိုင်းမှာတော့အိမ်မက်ရှိတာပေါ့တယောက်ဆောင်လုပ်တဲ့လူတိုင်းမှာလေငါတော့ဒီနေရာလေးတော့ပါခေါင်းဆောင်တော့ငါဖြစ်ဘူးကျင်တယ်ဆိုတာလူတိုင်းမှာအိမ်မက်ရှိတယ်ကွာဒါပေမဲ့အဲ့လိုအချိန်ကျရင်လေကိုကိုကိုကတော့ပြန်ထိန်ရမှာပေါ့နော်ကိုကခေါင်းဆောင်ဖြစ်သွားလို့မှအောက်ခြေလွတ်သွားတာတို့ပါတို့ကိုကိုတိုင်းလည်းကြုံမှုတယ်ကွာတိလာအဲ့တော့ကိုကိုတိုင်းကတော့အဲ့လိုမဖြစ်အောင်လဲကိုကိုဆောင်ထိန်ရမှာလေအားကြောင့်အဲ့ထက်အခုလည်းအစားပြီးအဲ့လိုခေါင်းဆောင်ဖြစ်တယ်ဆိုတာအထက်ကွာ character တိုင်းမှာ ိုကပြည်ပြင်နေရမဲ့သူဖြစ်ရင်ပြိသက်ရှင်ထဲမှာရှိပြီးသားပဲညီမပြောချင်တာအဖေအောင်တက်ဂရိတ်ဆိုလဲဘလောက်ပဲခေါင်းဆောင်ဖြစ်ဖြစ်ပောက်တာအကြောင်းသား9ယောက်နဲ့ဆရာမကွာအကြောင်းသား9ယောက်ကအဓိကပိုပောက်တာဘာလို့ဆိုအခုခက်ကလူငယ်လေးတွေအများတော့ခလေးတွေကိုအားပေးကြရဲကွာအဲ့ထဲမှာမှကိုရဲ့ဆရာရဲ့တွဲရဲ့ပါသွားကွာဆရာမလည်းသူ့ character နဲ့သူဖြစ်သွားတော့ညီမဆိုညီမရိုက်ခဲ့တဲ့ကားတိုင်းညီမခေါင်းဆောင်မဟုတ်ဘူးလေဒါပေမဲ့ပြိသက်ရင်ထဲမှာညီမအမြင်ရှိတယ်။ဘာလို့ဆိုညီမ character ကိုပဲညီမစူးစမ်းခဲ့တဲ့သူဆိုတော့အဲ့တော့ညီမက character ပဲဖန်တီးခြင်းတယ် ။ဘာလို့ဆိုခေါင်းဆောင်မင်းသမီးမင်းသားဆိုရင်လေဒီနေရာဆိုဒီနေရာပဲမြင်တော့တာကွာ။ခေါင်းဆောင်မင်းသမီးကဘာလို့မှ van မလုပ်ချင်ဘူး။ဘာလို့ဆိုသူတို့လူမုံမှာဆိုလို့သူတို့ကလူပဲချစ်ခံနေတာ။အဲ့တော့ဘာဖြစ်လဲဆိုတော့ညီမတို့ကကြတော့ character သမားတွေဖြစ်တဲ့အတွက်လူမုံတော့ဂိမ်းမဆိုင်ဘူး။ညီမတို့ character ပေါက်နေရမှာပဲအတွေးရှိတာဆိုတော့ အဲ့လိုခေါင်းဆောင်ရပါတော့မမှန်ဘူးဒါပေမဲ့တေးဥဆောင်ကောင်းတယောက်တော့ဖြစ်ချင်တယ်ဒါပေမဲ့တီမူကမင်းသမီးနေရာကြီးလည်းရိုက်ရတဲ့ဟာလေးရှိပါတယ်ဥမောစတိုးနဲ့လားမသိဘူးအဲ့တော့ရိုက်ရပါဆိုညီမညီမကလေအဲ့လိုညီမကားတွေကိုအဲ့လိုဟိုးတော့ကကားပြင်းပြင်းကြည့်တယ်ကွာအဲ့လိုတီမောဆိုရင်ဟိုတီမောဆိုရင်ဥမောစတိုးနဲ့ရိုက်တဲ့ဟာလေးလည်းရှိတယ်အဲ့မှဆိုလဲသူခေါင်းဆောင်မင်းသမီးကွာတည်လားဒါပေမဲ့တကယ်ဟိုမင်းသားကြီးတွေဘိုင်းနဲ့ရိုက်တော့မှသာသူကအဲ့လိုညီမခင်မို့မို့အေးအဲ့လိုပုံစံဖြစ်တာဆိုတော့ ဲ့လိုအမြဲတမ်းကြီးတော့မပါဘူးတင်လို့လေ။ဒါတော့ကျွတ်တော့လဲဆိုတော့ဒါသူများပွဲတွေပဲလိုက်စားအောင်ပါလား။အေးပေါ်သူများပွဲပဲစားရမယ့်အချိန်တွေပဲရှိသေးတာ哦။သူများပွဲပဲလိုက်စားအောင်ပါဒီပဲရှင်တို့တွေကဘာလုပ်လဲ။လိုက်စားကြတော့။ဟုတ်ပါ့။မိုင်းကွက်ကွက်မိုင်းကွက်ကွက်ဘယ်တော့စားရမှာလဲ။ဟဲ့ဟဲ့တော်တော်သိချောင်မေးတာနော်။မသိကြသေးဘူး။စိတ်မပူနဲ့။လက်ဆွေရပြီဆိုတော့လည်းကွက်ဆိုတာအဲအဲ့လိုတန်းပြတဲ့နေတခါလဲမီဒီယာတွေအကုန်ဖုံးဆက်မယ်နော် ဒါတော့ကို့ဟာတော့မဟုတ်အိမ်ရဟာပေါ့နော်မရသေးဘူးဆိုတာပြောတာအဲ့တော့ကျွားဖို့ရှိလားဟဲ့ဒီရွယ်မှမိမပေါ့ဘဲရွယ်မိပေါ့မှာရှိတာပေါ့ဒီကျွားပါကျမတို့ရမ်းထင်သေးတာစိတ်နာခဲ့တဲ့သူကြီးမဟုတ်အချက်ကိုတော့စိတ်နာခဲ့တာပေါ့အရင်တော့အဲ့လိုကွာတဲခွဲခံရတာဆိုတော့ ချစ်ကိုအချစ်ကိုစိတ်နာပေါ့အခုကကြတော့အချစ်ကိုစိတ်မနာတော့ဘူးဒီနေ့သတင်းကြွဆန်းမှာအလုတ်အလုတ်နှစ်ခုတောင်ရှိတယ်အဲ့အလုတ်တွေလုံးယုံကြည်ကားတကစီးရီးတကအဲ့ဒါကြီးပဲရှိသေးတယ်ညီမကတော့ကိုတက်ရှိနေသေးရတော့ကွာကိုမိသားစုကိုအကောင်းဆုံးလုပ်ပေးခြင်းနဲ့အကောင်းဆုံးဖြစ်စေခြင်းနဲ့ပေါ့နော်ဒါကတော့တာသမီးတိုင်းမှာညီမမှမဟုတ်ဘူးပေါ့နော်တာသမီးတိုင်းမှာရှိတဲ့ စိတ်ပဲလေမိဘတွေကိုဘာလို့မဆိုအကောင်းဆုံးဖြစ်စေချင်ကြတာပဲမိဘတွေကိုအကောင်းဆုံးထောက်ပံ့ပေးချင်တယ်သိရမလားအဲ့လိုလူမျိုးတွေဆိုတော့ဒါမှညီမကငွေအားနဲ့အခုချိန်မှာကိုကိုတိုင်းကလည်းရုန်းကန်နေရတာဖြစ်တဲ့အတွက်ငွေအားနဲ့မထောက်ပံ့ပေးနိုင်အောင်ညီမဒီလိုလုပ်တဲ့ကုသိုလ်တိုင်းမှာတော့အမေတို့ပို့ပြီးတော့ဖြစ်ဟုတ်ပါပြီအဲ့ကုတူတွေရစေချင်တယ်ပေါ့နော်အဲ့ဒီစိတ်ပဲရှိပါတယ်ကျန်တာကတော့ဟိုဖြစ်နိုင်တော့ကိုအလုပ်တွေအများကြီးရလာတဲ့ခါကျရင်အဲ့လိုကို့အမေကဒါဆိုရင်ဒါဝယ်ပေးနိုင်တဲ့အခြေအနေတော့အဲ့လိုဖြစ်ချင်တယ်ပေါ့နော်အဲ့အဲ့အတွက်လည်းစူးစမ်းနေပါတယ်